ကတော့ဒီမာလီရဲ့ main ကလေးဆိုတာလေဟိုဟာအိမ်အောင်ပြုတ်မယ်ဆိုရင်တော့သူ့ချစ်ကိုရွေးတာအကောင်းဆုံးပဲသူ့ချစ်ကိုရွေးကိုချစ်ကိုမရွေးနဲ့ဒါပဲတိလားမမဆိုရင်မမကကိုယ်ကအောင်မြဲပြောတယ်အေးဟာဘာဘောချစ်တယ်ချစ်တယ်သူများရဲ့လို့လေချစ်တယ်ချစ်တယ်ရမ်းချစ်တယ်အဲမချစ်တယ်အတစ်ချိန်လုံးမမပြောမနေဘူးဒါပေမဲ့ မမယောက်ျားပေါ်မှာမမစစ်မှန်တဲ့မေတ္တာလေးနှွေးထွေးတဲ့မေတ္တာလေးမမပေးနိုင်သူ့ကိုမမပေးနိုင်ကိုကိုကိုလည်းမေးကြည့်လေဥမာသူချစ်တာပဲခံနေပြီးတော့ကိုဘက်ကမေတ္တာမရှိရင်လေအဲအိမ်တော်ကြီးကမစင်မပြေနိုင်ဘူးကိုကလည်းမေတ္တာအမှန်လေးမေတ္တာအစ်စ်ကလေးပေးနိုင်ရမယ်ပေါ့နော်မမယောက်ျားဥမာဘယ်တော့မှမရစ်ဘူးလဲသွားနေရလဲလို့ဘသူတွေနဲ့လဲလို့ဘာလို့မမဘယ်တော့မှမမ စရီးစားဖြစ်ကြတဲ့ကဒီနေ့ဒီချိန်ကြီးဘုမမတော်မှမလို့။ဘာဖြစ်လို့လဲဆိုတော့အော်ဘယ်လိုခေါ်မလဲ။အပြင်းသွားနေတော့ဘယ်မှာလဲ။ဘသူတွေနဲ့လဲဆိုတာကြီးရလေ။အမှန်တကယ်တော့ဘုမတို့အသက်အရွယ်ဆို40ကျော်ပါပြီ။မေးရမယ့်အရွယ်မဟုတ်တော့ဘူး။လိုက်ထင်းရမယ့်အရွယ်မဟုတ်တော့။ဘုမတို့ဆိုလဲလိုက်ထင်းစီအောင်မလို့ဟဲ့ဒါကောင်နဲ့များကြိုက်မှလည်းဘသူနဲ့ဟဲ့နဲ့ငကိုတို့ရအောင်မှမကြိုက်လို့အပြိုကြီးလုံးမလို့စဉ်းစားထားတာဘယ်ကောင်နဲ့မှဟမ် ရှိမှလည်းမဟုတ်ဘူးတသက်လုံးအဲ့လိုမျိုးပေါ့နော်အထက်ကတော့သူ့စိတ်ဓာတ်ကိုကိုလေးစားတယ်ကိုစိတ်ဓာတ်ကိုသူလေးစားတယ်ဒါဆိုရင်အဆင်ပြေတယ်သိလားကိုမလည်းကိုကို sorry နော်အာငယ်ပြောတာမှားသွားတာအဲအဲ့လိုလေးပေါ့တောင်ကြကိုမှားရင်တော့မပန်လို့လင်မယားနေအောင်လို့မှားရင် sorry ပြောဖို့ဘယ်တော့မှဝင်မလေးဘူး AAPX Creation မှာလူပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းတောင်းရများနှင့်အခြားသောစီစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ AAPX Creation မှာတောင်းရများထည့်သွင်းလိုပါကဖုန်းနံပါတ်39996569ကိုကိုဆက်သွယ်ဆုံးဖြတ်မေးမြန်းနိုင်ပါတယ်ရှင်။မတော်တက်တက်ပိုင်းပေါ့တော်တက်တက်ပိုင်းဒီကားမှာတော့ငငယ်ကတော့နည်းနည်းတက်တက်လက်လက်ကလေးပေါ့အကုန်လုံးနဲ့စုံတော့မပန်းအကုန်လုံးနဲ့စုံတော့ အေးချမ်းမောင်နဲ့လည်းဆုံတယ်အဲ့လိုလေအများကြီးရှိတယ်မမဇလန်းတွဲတွေဟိုပေါ့မမမရိုက်မရိုက်တော့တော့လုံးဝမရိုက်ဘူးမမမရိုက်ပြန်နေတယ်ဒါပေမဲ့အခုနောက်ပိုင်းကတော့ဇလန်းတွဲလေးတွေဟိုမှပြန်ရိုက်ဖြစ်တယ်ပေါ့ကိုလုတ်ွက်ရမယ့်နေရာလေးကောင်းတဲ့နေရာလေးဆိုတော့ဟိုမှရိုက်ဖြစ်တယ်အမှန်တမ်းပြောပါဦးမိရဲ့ဒါနားရတဲ့အချိန်မှာပြည့်ပြည့်ဟိုမှမမနားခဲ့တာပေါ့ဒါအခုပြန်လုတ်ရတဲ့အချိန်ကျတော့ဒါအတုံကွန်ဆိုင်နဲ့လုတ်ဖြစ်တာဟုတ်ကဲ့ပါအမမရိုက်ထားတယ်မထွက်သေးတာတွေရှိတယ် ထွက်သေးတဲ့ဟာတွေရှိတယ်။အထူးထူးပါပဲရုပ်ရှင်ကားကြီးဇလန်းတွေအကုန်တူတူပဲ။မမတို့အမှုပညာသမားတွေကဥမာဇလန်းတွေတရုပ်ဆောင်လဲဒီဒီပေါ်မှာစီမျောပြီးတော့မမတို့စူးစမ်းပြီးလောက်ရတာ။ဥမာရုပ်ရှင်ကားကြီးဆိုတော့ရုပ်ရှင်ကားကြီးအလျောက်ကိုယ့်ရဲ့ကာရိုက်တာလေးနဲ့ညီအောင်တော့မမတို့ဝင်သွားအောင်တော့စူးစမ်းရတာအထူးထူးပဲ။ယောက်ျားကစိုက်ရတယ်တခါလေးကြတယ်။အဲ့တဲ့ဘာကြိုက်ပေးအောင်ဟာမပြောဘူး။ဘာကြိုက်ပေးအောင်ဆိုစင်ပြေတာပဲ။ပေါ့အကောင်းဆုံးတော့လောက်အောင်မှာပေါ့ညီမလေးရဲ့ အမမတို့တွေဒီအကိုလုံးရတဲ့ကာရိုက်တာလေးအဝိအစာအဝတ်ပုံစားပုံအရေးကြီးတယ်အိုက်တင်တွေမှာအများကြီးအထောက်အကူဖြစ်တယ်လေဟိုစင်းရတဲ့ကာရိုက်တာမှာဒီလိုကြီးသွားဝတ်ပြီးတော့မမတို့တရုပ်ဆောင်လို့ရတာမှမဟုတ်တာဒါကာရိုက်တာတဲ့ဝင်အောင်တော့အကောင်းဆုံးဖြစ်အောင်တော့မမတို့အဝိရစားရတာပဲလေဒါကတော့လူတိုင်းမှာပဲအမှုပညာသမားတိုင်းတူတူပဲဘယ်သူမှရှော့တဲ့လူရဲ့လို့တော့မရှိတော့ဘူးအထူးကတော့မိရဲ့အကြောင်းနဲ့တရားအလိုနားလည်မှုစိတ်ချမ်းသာမှု ပေးနိုင်ရင်အကောင်းဆုံးပဲပေါ့နော်အာလင်းမယားပဲအများနဲ့တက်နော်သူတိတ်ချစ်ကြတာနော်မထင်ပါနဲ့တတ်တဲ့ချိန်တွေလည်းရှိပါတယ်ရံဖြစ်တဲ့ချိန်တွေလည်းရှိတာမရှိဘူးဆိုတာအလကားအဲ့လင်းမယားလကားပြောတာနောက်တာမတော်လည်းရှိတာပဲဒါမဲ့လည်းလို့ပြောတယ်နော်အော် तू ကဒီလိုပဲပြောတတ်တာပဲလေအော် तू စိတ်လေးကကောင်းတာပဲလေအော် तू ကအော် तू ကဒါမျိုးငါပြောလိုက်တာစကားကို तू အထာနာကောက်တာမှားသွားတာပဲကိုမိုင်းလည်းကိုကို sorry နော် အာငယ်ပြောတာမှားသွားတာအဲအဲ့လိုလေးပေါ့တောင်ကြကိုမှားရင်တော့မပန်လို့လင်များနေအောင်လို့မှားရင် sorry ပြောဖို့ဘယ်တော့မှဝင်မလေးဘူးမမယောက်ျားဟိုမှဘယ်တော့မှမရစ်ဘူးလဲသွားနေရလဲလို့ဘသူတွေနဲ့လဲလို့ဘာလို့မမဘယ်တော့မှမမစိုက်ရီးစားဖြစ်ကြတဲ့ဒီနေ့ဒီချိန်ကြီးဟိုမှဘယ်တော့မှမလုပ်ဘာဖြစ်လို့လဲဆိုတော့အော်ဘယ်လိုခေါမလဲအပြင်းသွားနေတော့နိဗ္ဗာန်လဲဘသူတွေနဲ့လဲဆိုတာကြီးရလေး အမှန်တကယ်တော့မမတို့အသက်အရွယ်ဆို40ကျော်ပါပြီမေးရမယ့်အရွယ်မဟုတ်တော့ဘူးလိုက်ထင်းရမယ့်အရွယ်မဟုတ်တော့မမတို့ဆိုလည်းလိုက်ထင်းစီရမလို့ဟဲ့ဒါကောင်နဲ့များကြိုက်မှလည်းဘသူနဲ့ဟဲ့နဲ့ငကိုရိုးရအောင်မှမှာပဲမကြိုက်လို့အပြိုကြီးလုံလို့စဉ်းစားထားတာဘယ်ကောင်နဲ့မှဟမ်ရှိမှလည်းမဟုတ်ဘူးတသက်လုံးအဲ့လိုမျိုးပေါ့နော်အထက်ကတော့အသူစိတ်သက်ကိုကိုလေးစားတယ်ကိုစိတ်သက်ကိုသူလေးစားတယ်ဒါဆိုရင်အဆင်ပြေတယ်သိလားမမဆိုလို့ အပြင်းနေပါရီသွားပြီဆိုဖုန်းနေပါရီဆက်တယ်ဆိုတော့မမသိမရှိဘူးမရှိဘူးမရှိတာမတငယ်ချင်းနေနဲ့သွားရင်လေသက်သွားပါစေတငယ်ချင်းနေနဲ့သူ့မှာအိမ်ထဲကအိမ်ပြင်တို့ဒီမှာသွားရတာမဟုတ်ဘူးသူသွားရဲဆိုပျော်ပါစေဟဲ့ပျော်စေချင်တာလေဒါချစ်တဲ့စိတ်ပေါ့လူတယောက် စိတ်ချမ်းသာအောင်ထားပေးနိုင်တာဒါချစ်တဲ့စိတ်အမမစိတ်ကအဲ့လိုမျိုးသူ့စိတ်ချမ်းသာစေချင်တယ်မမကြောင့်ဟာတို့စိတ်နှောက်ရှက်ဖြစ်တာတော့ဘာလို့မဖြစ်စေချင်ဘူးအဲဒါအထူးကဒါကိုယ့်ရဲ့စိတ်ရင်းစိတ်တနာပေါ့ ဆိုတော့သူ့ရဲ့စိတ်မှာလည်းဒီလိုပဲရှိမှာပဲ။အော်ငါမိမဒါလေးပြောလိုက်လို့ तू စိတ်စိတ်ရဲသွားမယ်ထင်တယ်။အဲ तू ခံစားသွားမယ်ထင်တယ်။ तू ပြုပြင်သွားတာပဲ။ကိုကနင်းငါ့ကိုဒီလိုကြီးပြောစရာလား။ဘာမှမပြောဘူးမမဆို။နားလည်မှုလေးပေါ့နော်။အဓိကတော့မေတ္တာစိတ်လေးပေါ့မီးရဲ့။အဓိကတော့ဒီမလေးရဲ့ main ကလေးဆိုတာလေ။ဟိုကအိမ်အောင်ပြုမယ်ဆိုရင်တော့ तू ချစ်ကိုရွေးတာအကောင်းဆုံးပဲ။ သူ့ချစ်ကိုရွေးကိုချစ်ကိုမရွေးနဲ့ဒါပဲတိလာမမဆိုရင်မမကကောင်းကောင်းပြောတယ်အေးငါဘာဘောချစ်တယ်ချစ်တယ်သူညာရည်လို့လေအချစ်တယ်ချစ်တယ်ရမ်းချစ်တယ်မချစ်တယ်အတချိန်လုံးမမပြောမနေဘူးဒါပေမဲ့မမယောက်ျားပေါ့မှာမမစစ်မှန်တဲ့မြစ်တာလေးနှွေးထွေးတဲ့မြစ်တာလေးမမပေးနိုင်ဘူးသူ့ကိုမမပေးနိုင်ဘူးကိုကိုကိုလည်းမေးကြည့်လေး ဥမာသူချစ်တာပဲခံနေပြီးတော့ကိုယ့်ဘက်ကမေတ္တာမရှိရင်လေအဲအိမ်တော်ကြီးကမအဆင်မပြေနိုင်ဘူးကိုကလည်းမေတ္တာအမှန်လေးမေတ္တာအစစ်ကလေးပေးနိုင်ရမယ်ပေါ့နော်မမကတော့ပေးနိုင်တယ်အဲမမဘက်ကအိမ်တော်တို့အကောင်းဆုံးဖြစ်အောင်ကြိုးစားပြီးတော့အာမမဟိုပေါ့ကိုကိုလှုပ်တဲ့လှုပ်ထိုက်တဲ့ဟာတွေပေါ့အာမိမတယောက်လှုပ်တဲ့လှုပ်ထိုက်တဲ့ဟာတွေ အဲ့အိမ်မှုကိစ္စတွေဒါတွေကတာဝန်ကြည်အောင်လဲကိုကအာလုပ်ပေးရတယ်နေပေးရတာမျိုးတွေလည်းရှိတာဟုတ်တယ်ဟုတ်တယ်မေတ္တာမှန်ရင်အာမေတ္တာစီရင်ရောင်ပြန်ဟတ်တယ်အာကိုယ့်ရဲ့စိတ်ရင်းစေနာအမှန်ကိုဘဝမှာ အချိုးပေးတယ်ဒါလေးပါပဲเนาะဒီကားလေးကိုမဟာမှာကြည့်ပေးပါမနေ့ Monday to Friday လာမသိမနေ့9နာရီဆိုတို့တင်ပြီပေါ့เนาะဆိုတော့တင်ပြီပြီဆိုတော့ငါတော့ပြောမနေ့9နာရီတင်တော့ဘယ်သူကထကြည့်မှာလဲတော့မဟုတ်ဘူးတစ်နေ့လုံးကြည့်လို့ရပြီလေ ဲ့နော်ကျေးဇူးပါဟုတ်ကဲ့ EAPX Vision မှာအမှုပညာရှင်များရဲ့စိတ်ဝင်စားဖွယ်ရာသတင်းအကြောင်းအရာများနဲ့အခြားသောအစီအစဉ်ကောင်းများစွာကိုတင်ဆက်ပေးနေတာဖြစ်လို့ follow လုပ်တာပြီးစိတ်ပတ်သေးထားပြပါဦးနော်